အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒီကနေ့မှာကရင်မျိုးသားအစည်းအရုံး KNU ထိန်းချုပ်နေမြေတခုတည်းကိုရောက်နေတာပါဒီ KNU ရဲ့ပညာပေးရေးနဲ့ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီကဆမ်မနိုအယ်ဖောဝါလည်းကျွန်တော်နဲ့အတူရှိနေပါတယ်ဒီကရင်လူငယ်တွေရဲ့အနာဂတ်ဘလို့အခက်အခဲတွေကြုံနေကြရသလဲတခါဒီကရင်ပြည်နယ်အတွင်းမှာကွဲထွက်နေတဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေတစုတစည်းတဲ့ဖြစ်ဖို့ဘာကြောင့်ခက်ခဲနေတာလဲဒီကြောင်းတွေကိုကျွန်တော်တို့ဒီကနေ့မှာပြောကြားရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ ဆရာမမင်္ဂလာပါခင်ဗျာမင်္ဂလာပါဒီကရင်နှစ်တက်ကူနေ့မှာပေါ့နော်ဒီ KNU ရဲ့ဥက္ကဋ္ဌပြောတဲ့တဝန်လွာတဲမှာလည်းတွေ့တယ်ပေါ့ဒီစစ်ကောင်စီကိုဒါစစ်ကောင်စီကို သူတို့တုံးနေတဲ့နီလန်အတိုင်းပေါ့နော်အဲစီစီရဲ့အရာဖိအားပေးမှအဲဒါရမယ်ပေါ့ကျန်တဲ့နီနဲ့ဖိအားပေးလို့မရဘူးစီရင်းနဲ့ပဲအဲဒီဖိအားပေးလို့ရတဲ့နီလန်တစ်ခုပဲရှိတယ်ဆိုတာမျိုးလဲပြောထားတာတွေ့ပါတယ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဟိုဒီအခုချိန်မှာပေါ့လေတိုက်ပွဲကိုအဲ့လိုဂျိုင်းတူ ဝင်ပြီးတော့မှဆင်နွှဲဖို့အတွက်အပြင်ကဝေဖန်နေကြသလိုပေါ့နော်အဲ့လိုလုပ်ဖို့အတွက် KNU အနေနဲ့ဘလို့အခက်ခဲတွေရှိလဲလက်ရှိအခက်အခဲကိုဘလို့ပုံစံမျိုးနဲ့နားလေလို့ရမလဲပေါ့နိအဲ့ဒီအပိုင်းလဲကျမပြောပြလို့ရသလောက်ပြောပြပါအောင်ခင်ဗျာဟုတ်ကဲ့ကျမတို့လက်လန်းမီသလောက်ဆိုလို့ရှိရင် KNU မှာကမူပါဒရှိပါတယ်သူတိုက်ရမဲ့အချိန်တော့၎င်းသူပြောမဲ့အချိန်တော့၎င်းကတူဦးတယောက်ဆုံးဖြတ်လို့မရပါဘူး တိုက်ရမယ်ဆိုရင်လည်းဒီဘက်အုတ်ချိုရေးပိုင်းရောနိုင်ငံရေးပိုင်းရောဆေးရေးပိုင်းကအာတိုင်ပင်ရတယ်ဆွေးနွေးရတယ်ပြီးတော့ဆုံးဖြတ်ရတယ်ပေါ့နော်စီဝေးဆုံးဖြတ်ပြီးမှလှုပ်ရပြီးတော့ဟိုခုနလိုမျိုးအားနေတယ်ဗါတယ်ဆိုတာကတော့ဒါကဟိုဒီ2021ကနေမှအဒီခု2024ထိတော်လန်ရေးကိုပဲတော်လန်ရေးလို့မြင်တာလားပေါ့နော်ပြီးတော့တိုက်နေမှတော်လန်ရေးလို့မြင်တာလားလို့မေးချင်တယ်တကယ်တော့ဟို စေ့လို့မြင်လိုက်တာနဲ့တစ်စုံလုံးသုံးသပ်နိုင်တဲ့လူတွေဆိုရင်ကောင်းကောင်းသိပါတယ်ကျမတို့တိုက်လိုက်ရင်နောက်ဆက်တောင်ဝင်ယူမှုတွေအများကြီးရှိပါတယ်ဘယ်သူပဲကိုနဲ့မဟာမိတ်လာပြီးတော့လှုပ်လှုပ်အမအခုလက်ရှိဒီဘက်မျိုးဥတော်လိုင်းရပါလာမယ်ကျမတို့ဒီလူငယ်ခေါင်းဆောင်လေးတွေပါလာတယ်သူတို့တွေဆိုလို့ရှိရင်လည်းဒီအခြေအနေပေါ်မှာသိလိမ့်မယ်ဒါကြောင့်ခုနကကျမပြောတယ်ဆိုရှယ်မီဒီယာပေါ်ကနေမှဒီ၃နှစ်လောက်မှငါလက်ပူွားမှအရန်ပူလိုက်တာ အရင်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  ခုနကဆရာကျွန်မပြေးမေးလိုက်တယ်မေးခွန်းတယ်စိန်ခေါ်မှုအများဆုံးကဘာလဲပေါ့ဟုတ်တယ်ငါတို့ကခင်မိခြင်းနဲ့မြင်ခြင်းနဲ့ဒါပေမဲ့အရင်အရင်ကဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေကိုမှမပေါင်းထည့်ဘူးဆိုရင်အဲ့ဒါပုံပင်ပန်းရမယ်အခုလဲဒီမီဒီယာမှာအပြောဆိုဝေဖန်မှုဘိုင်းဆိုင်ရာကတကယ်တမ်းလူမျိုးအရာရောမီဒီယာရောက်တဲ့ချာပြန်ပြီးတော့ကြည့်မယ်ဆိုဈေးဆစ်လို့ရပါတယ်သို့တော့ကျမတို့ကဒီနိုင်ငံရေးနဲ့တော်လှန်ရေးမှာဒီနိုင်ငံမှာခင်ဗျားတို့တမိုင်းရောမရိုင်းပါဘူး မြည်တို့ပင်ဖြစ်စေကျွန်တော်တို့ပြောလို့ရတဲ့ကိစ္စတွေကအာတကယ်ပဲပြောရေးဆိုခွင့်ရှိတဲ့ခေါင်းဆောင်တွေပြောသွားပါတယ်မဟာမိတ်ရတော်၎င်းနိုင်ငံရေးရတော်၎င်းအမ်တော်လှန်ရေးရတော်၎င်းမဟာမိတ်ပြည်သားပါတယ်ပေါ့လူငယ်တွေပေါ်မှာလဲသူ့မှာလဲ KNU မှာလဲလူငယ်ရှိတယ်ကရင်လူငယ်အစည်းအုံးဆိုတာရှိရတဲ့သူ့လူငယ်ကဲ့သို့သူကိုချင်းစာပြီးတော့သူအများကြီးဆုံးဖြတ်ပေးပါတယ်ဒါကဒီချိန်မှာအဖြေမထွက်သေးပါဘူးတော်လှန်ရေးပြီးတော်၎င်းလူငယ်တွေအပေါ်မှာ KNU ဆိုတဲ့ကရင်မျိုးသားအစည်းအရုံးဆုံးဖြတ်ပေးသွားတဲ့ဟိုခုနကတော့ဝေဖန်နေကြံတန်နေကြတာမှာသူဘလို့ဆုံးဖြတ်ပြီးတော့ဘလို့ဖြတ်တန်းသွားတယ်ဘလောက်ထိသူတောင်းခံပေးခဲ့လဲဆိုတော့ဘာဖြစ်လို့ဆိုကျွန်တော်တို့တော်လိုင်းရုပ်တစ်ခုမှာညသူများသားသမီးတွေကျွန်တော်လက်ထက်မှာအများကြီးပါတနိုင်ငံလုံးမှာရှိတဲ့မထထောင်သားသမီးတွေကျွန်တော်လက်ထက်မှာအများကြီးပါသူတို့သားသမီးကကိုယ့်လက်ထက်မှာရှိတဲ့ချိန်မှာသူများမိဘတွေကပြည်တွင်းထဲမှာအန္တရာယ်နဲ့နေနေရတာကျွန်တော်တို့ဘာလုပ်ရမလဲကို့မှာသားသမီးရှိတယ်သူများသားသမီးကို ကိုချင်းစာမှာကိုသားသမီးလည်းသူများကိုချင်းစာမှာအဲ့တော့ကျွန်တော်တို့မှာတချို့ကိစ္စတွေမှာအဲပြောရမယ့်ဟာဆိုကျွန်တော်တို့ပြောပေးပါတယ်ခုနဝေဖန်ထိုးတဲ့ချက်ကတော့ဝေဖန်နေမှာပဲကျွန်တော်တို့ကောင်းတာအရန်လို့ရင်ဝေဖန်ခံရတာပဲလေဟိုတပြိုင်တည်းပေါ်လာတယ်လေဖခင်ဂေါရမမြတ်စွာဘုရားနဲ့ဟိုဥစားနဲ့တွဲပေါ်တာပဲလေသူ့ရောက်ဖားဘယ်လိုလဲအဲအဲ့လိုပဲလေတွဲပေါ်လာတာပဲလေတွဲပေါ်လာတော့သူဘလောက်ပဲကောင်းတာလို့လို့ဆိုးတာတွဲပေါ်လာတဲ့အတွက်ဒါကတော့ကြုံးမှာပဲအဲ့တော့ကျွန်တော်တို့ကတော့လှုပ်ရှားရှိတာကိုလှုပ်နေပါတယ် ဒီချိန်ကအပြည့်မဟုတ်သေးပါဘူးခုနတော်လန်ရေးအောင်ပြီဆိုတဲ့အချိန်မှာမှတ်တမ်းမရသေးသေးချာရှိပါတယ်ကျွန်မလည်းယုံကြည်ပါတယ်အမဟာမိတ်ဒီတပ်ပေါင်းစုတွေအကုန်လုံးလည်းမှတ်တမ်းမရရှိပါလိမ့်မယ်ကျွန်မတို့တောင်မဟုတ်ဘူးကျွန်မတို့ရဲ့လက်ရှိတိုက်နေရတဲ့စကားဆောင်မှာလည်းမှတ်တမ်းရှိပါလိမ့်မယ်ကျွန်မတို့တကယ်ပဲဟိုဆိုရှယ်မီဒီယာပြောသလိုသူကိုယ်တိုင်ဘလောက်ထိဝေဖန်ထိုးနှက်ထားတာဘယ်နှခုဆိုတာလဲသူကိုယ်တိုင်သိပါတယ်အမှန်တရားပေါ်မှာအခုချိန်မဟုတ်သေးပါဘူးဒါကတော့ခုနပြောတဲ့လူငယ်တွေရဲ့ အဲတေချာဥဆောင်မဲ့ချိန်ကျရင်အဲ့ဒီ data တွေပေါ်လာတော့မှာဟုတ်ကဲ့ဟုတ်ကဲ့ဆရာမကျေးဇူးပါအဲကျွန်တော်နောက်တစ်ခုသိချင်တာကပေါ့လေကျွန်တော်ဟိုပါလူရင်းတူရင်းပေါ့ဆရာမမေးရမယ်ဆိုရင်တော့ကရင်တော်လန်ရေးအဲအဲကရင်တော်လန်ရေးဒီမအောင်နိုင်သေးတာဘာကြောင့်လို့ပြောလို့ရမလဲပေါ့နော်ဘလို့အခက်ခဲတွေရှိလို့လဲဘာကြောင့်ကရင်တော်လန်ရေးကကြန့်ကြနေတာလဲဆရာမအဲ့ဒီအပိုင်းကိုလည်းဆွေးနွေးသုံးသပ်ပေးပါခင်ဗျဟုတ်ကဲ့အဲ့ဒါကတော့တော်တော်ကြီးတယ် မအောင်မြင်ရသေးဘူးဆိုတာအောင်မြင်မှုဆိုတာလည်းတိုင်းတာဖို့အရန်ခတ်ပါတယ်အခုကျမတို့ဒီ KNU ကရင်မျိုးသားအစည်းအဝေးဒုတိယကမ္ဘာစစ်ကာလမှာအပြန်တွက်ကြည့်မယ်ဆိုမြန်မာနိုင်ငံရဲ့ institution တွေဘာကဘာလို့ဘာလို့ရှိသေးလားဗောနိုင်ငံရေးပါတီနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့နိုင်ငံရေးကိုမမှန်ကန်ကန်ထိန်းတဲ့ institution တွေရှိသေးလားလို့အရင်မေးရမယ်ပြီးတော့ကျမတို့ရဲ့ရည်ရွယ်ချက်ကလည်းတစုံလုံးကြီး ကိုအပါဝင်အခြားလူမျိုးတွေလည်းဒီမိုကရေစီအခွင့်အရေးကိုခံစားရမယ်လူမျိုးအောင်လုပ်ပေးရမယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးပါတဲ့ရွေးကတော့မသိဘူးကျွန်မတို့လည်းအခြားလူမျိုးတွေတိုင်းရင်းသားတွေရဲ့တော်လိုင်းဟိုဖွဲ့စည်းပုံတွေမဖတ်ဘူးလေကျမတို့လည်းမသိရဘူးဆိုတော့သူတို့မှဒါအဲ့ဖွဲ့စည်းပုံပါတယ်ဆိုရင်အဲဘာဖြစ်လို့ကြားရမကြားဘူးဆိုတော့သုံးသပ်မိမှာကျမတို့ထမ်းထားတဲ့စုံလုံးမှာကရင်လို့ပြောရင်ကျမတို့ရဲ့တော်လိုင်းလောကထဲမှာ ခရင်ခုနဲ့ဖုတယ်မှာကရင်တမျိုးတည်းမဟုတ်ပါဘူးအခြားလူမျိုးတွေပါတယ်လို့တော်လန်ရေးလာလုတ်ပေးတဲ့စစ်သားရဲဘော်တွေထဲမှာလဲအာကရင်တခုတည်းမဟုတ်ပါဘူးအခြားလူမျိုးတွေပါပါအဲ့တော့သူတို့ရဲ့ဘဝရှင်သန်နေထိုင်မှုအစားကြည့်ရပါ ပြီးတော့လေတော်လန်ရေးဆိုတာကဒီစစ်တိုက်တာတခုတည်းမဟုတ်ပဲနဲ့ကိုထိန်းထားတဲ့နေမြေရဲ့ကျမတို့ကကောင်းအောင်မလုပ်နိုင်ရင်မပြက်စီးအောင်ထိန်းရပါဥပမာဒီနေမြေကိုဈေးတယ်ရှိမယ် uh, resource တွေပိုင်တာရှိမယ်ကိုဥမာတထဲတွေရှိမယ်အခြားအလုပ်လုပ်နေတဲ့ကုမ္ပဏီတွေလည်းရှိမယ်ပေါ့နော်ကိုကောင်းအောင်မလုပ်နိုင်ရင်တော့ကိုမဖြက်စီအောင်ကျမတို့ကထိန်းတဲ့အချိန်မှာဒီအားလုံးပြန်ခဲ့ရတယ်စစ်တိုက် တိုက်စစ်သားချင်းချင်းတိုက်လေတိုက်ပြီးသူတို့လက်ဆွဲနှုတ်ဆက်လို့ရတယ်ပြည်သူကိုလှုပ်လှဲ့တဲ့အရာတကွာတကယ်အမဲဆက်ကြီးအမဲဆက်ကြီးစစ်သားချင်းအချိန်မီွေးသူတို့အားငါတို့ရှေ့တန်းမှာကွာရောက်ဖတ်ရေးဘာညာပြောပြီးရင်သူတို့ပြန်ပြီးတော့ချိတ်ဆက်ပြီးလဲအဆင်ပြေသွားပြီသူတို့ဘာသူတို့ အာခြေခြေလိုက်လိမ့်မယ်ငါတို့ကဒါနိုင်ငံရေးရဒါမှမဟုတ်ရင်တခုခုရစစ်ရေးရပေါ့နော်ဒီဘက်မူဝါဒအရာသူတို့တိုက်ပဲပြီးသူတို့ကလက်ဆွဲဒါပေမဲ့လူဒုပေါ်မှာ KNU ကိမျိုးသားအစည်းအရုံးကပြန်ပြီးတောင်းဝန်ခံရတဲ့အချိန်မှာအခုကဲစစ်တပ်ရရိုးရိုးမဟုတ်ပါဘူးပြေးလာမယ်သူတို့ရဲ့စာဝတ်နေရေးလူတွေကနေ့တိုင်းဖိုက်စာပါတနေ့တည့်ရတဲ့မဟုတ်ပါဘူး၃ချိန်စာတဲ့လူရှိပါတယ်၅ချိန်စာဒီအတွက်စာလို့ရပြီးကျမ်းမာရေးအားလုံးလောက်ရပါတယ်အဲ့တော့ကျမတို့ကကြာတယ်မကြဘူးဆိုတာထက်ဘူး ဘလောက်ကောင်းအောင်လုပ်ခဲ့ပြီးပြီလဲဘလောက်ထိခိုင်မာနေသေးလဲဘလောက်ထိအာမခံတယ်လဲပြီးတော့ကိုယ့်လူမျိုးအပအဝင်အခြားဒုက္ခရောက်တဲ့တော်လန်ရေးအဖွဲ့အစည်းစပြီးတော့တည်တဲ့လူငယ်အဖွဲ့အစည်းစပြီးတော့ဒုက္ခရောက်လို့ကိုယ့်အာကိုပြီးပြေးလာပါတယ်ဆိုတော့ပြည်သူလူထုကိုယ့်ရည်ရွယ်ချက်နဲ့ kait ညောင်ကိုလှုပ်ထားပေးနိုင်လားဆိုတဲ့ပုံမှာကိုကြည့်ရပါအဲ့တော့မြန်မာနိုင်ငံမှာတော်လန်ရေးဘာလို့မအောင်မြင်ရသေးတယ်လဲလို့ပြောချင် ဘယ် institution ကဘလောက်ထိနိုင်ငံရေးပေါ်မှာတက်စာရှိရှိရှိပါသေးတယ်လဲဆိုတဲ့ဟာနဲ့တော့ကျမတို့ပြန်ကျမရဲ့အတွေ့အကြုံရပေါ့နော်ပြန်ပြီးတော့ analysis လုပ်စီချင်ပါတယ်ဟိုကျမတို့ထက်အာအရန်ကြီးတဲ့ဘာကပဘာဖြစ်လို့ပြတ်သုံးသွားရလဲသူလဲကျမတို့လိုပဲထမ်းခဲ့ရလိမ့်မယ်ထင်တယ်ဒါပေမဲ့အဲ့ဒီမှာတော့အာတချို့သောမူဝါဒတွေကြောင့်သူတို့တွေကတော့ဒါကျမတို့ကတော့မပြောလို့သို့တော့ကျမတို့ရဲ့ခရင်သူရဲ့မူဝါဒရာကြည့်တဲ့အချိန်မှာအယုံလက်အမျက်မြွေအကူညီပေးရတာလည်းရှိတယ်ခုနပြောတဲ့စစ်တိုက်တာတမျိုးနဲ့မဟုတ် ဒါကြောင့်ကို့ဒေတာတစ်ခုလုံးရဲ့ဖွံ့ဖြိုးမှုရောလူသားတွေရောအသက်ဥမာစဘာဆိုင်တယ်စစ်တိုက်နေလို့လည်းမလားဒီစဘာရဲ့ထွက်နှုံးပေါ်မှာမူတည်ပြီးတော့စစ်ရဲ့အရှိန်တွေတိုးရတာလည်းမြင်ရတာလည်းရှိပါပါဝင်ရတာလည်းရှိပါကဲဥမာကျမတို့ crinity ကိုကုပေးမယ်လို့ပြောတယ် crinity မှာဒီအချိန်ဒီကာလစဘာဆိုင်ရမယ်ကာလအင်းအိုင်လို့ရမယ်ကာလရေကြီးနေတဲ့ကာလငါတို့စစ်သားပဲပေးလိုက်တဲ့အမိပဲသွားလို့လို့မရဘူးကျမတို့ကအကုန်လုံးပြည်သူပြည်သားတွေရဲ့နေမျိုးဖျက်ပြီးသွားတာဖြစ်တဲ့အတွက်ငဲ့ရပါတယ်အဲ့တော့ အခုနဆရာမေးခဲ့တယ်လို့ဘာလို့မနိုင်ရသေးတာလဲလို့မေးရင်အနိုင်အရှုံးပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုနဲ့ဒီအချိန်ဆုံးဖြတ်မှာမဟုတ်ဘူးလို့ပဲကျွန်မကပေါ့ကျွန်မရဖြတ်တမ်းမှုရဟိုကြံပြုတ်ချင်တယ်ပေါ့နော်ဘသူကတော့ဒါကိုဘာလို့နိုင်နေမနိုင်ဘူးဆိုတာဆုံးဖြတ်ပေးတဲ့လူရှိလဲဒီနိုင်ငံမှာတွေ့ပူးချင်ပါတယ်ဟုတ်ကဲ့ဆရာမနောက်ဒါနဲ့ဆက်ဆက်ပြီးတော့ပေါ့လေအာဒီကရင်ပြည်နယ်အတွင်းမှာဒီဒီကရင်လက်နက်ကင်အဖွဲ့တွေတွေ့တယ်ပေါ့နော်အများကြီးတွေ့တယ်အဲရှိကြတယ်ပေါ့ဆိုတော့ အဒီဒီအဖွဲ့တွေအားလုံးလဲဒီ KNU ပါဝင်ဒီအဖွဲ့တွေအားလုံးလဲအဲတွေးဆောင်ဆွေးနွေးမှုတွေရှိတယ်လို့လည်းကျွန်တော်တို့ကြားရတယ်ပေါ့လေကြားရတယ်အဲ့တော့ဆိုလိုတာကဒီကရင်လက်နက်ကိုင်ကွဲထွက်နေတဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေတစုတစည်းတည်းဖြစ်ဖို့ဟိုဆမတို့ဆွေးနွေးညှိနှိုင်းတဲ့အခြေအနေမျိုးတွေရော ရှိလားအဲအဲ့လိုမျိုးတစုတစည်းတည်းဖြစ်နိုင်မဲ့အလားအလာကောဘယ်လောက်လောက်ရှိလဲအခုအချိန်မှမဟုတ်သေးဘူးဆိုရင်ကောရှေ့လာမဲ့အနာဂတ်မှာ တစုတစည်းတည်းဖြစ်လာနိုင်မဲ့အခြေအနေမျိုးရှိသလားအဲ့ဒီအခြေအနေလည်းသိချင်ပါတယ်အဆုံးသက်ကိုပြောရရင်တော့ရှိလာပါတယ်ဒါပေမဲ့တခုချင်းစီပြန်စဉ်းစားမယ်ဆိုရင်ကျမတို့မှာခုနပြောတဲ့ခင်လက်နက်ကိုင်းအဖွဲ့တွေအကုန်လုံးပြန်လဲစူးစိဘူးဆိုတာဒီတိုင်းလုံးလို့မရဘူးရှင်။ तू ကကွန်ကရစ်ကနေဆုံးဖြတ် ဟိုး15ကြိမ်မြောက်မှာသဘောထားရှိတယ်16ကြိမ်မြောက်မှာလည်းပါပါတယ်ဒီဟာကိုပြန်ပြီးတော့ပါတီဆိုလဲပါတီစုပေးရမယ်နော်လက်နက်ကင်လဲဆိုလဲလက်နက်ကင်စုပေးရမယ်ဆို16ကြိမ်မြောက်လဲပါတယ်အခု18ကြိမ်မြောက်လဲပါတယ်အဲ့တော့ तू ဟာစုဖို့ဆိုရင် तू ကော်မတီဖွဲ့ပေးရတယ်ကော်မတီဖွဲ့ပေးတဲ့ချိန်မှာ तू ကော်မတီလိုက်လှုပ်ဆောင်မယ်ဟာလည်းရှိပါလက်နက်ကင်အဲတအားများရတယ်ဆိုတဲ့အကြောင်းရင်းမှာတော့ဟုတ်တယ်ဒါကတော့ဟောလွန်ခဲ့တဲ့ကာလအနေပေါ့နော်နှစ်30လောက်ရှိပြီဒါကတော့ကျမတို့ရဲ့ အာစီမံခန့်ခွဲမှုအားနေသွားတဲ့အချိန်မှာတော့ရန်သူကတော့ကျမတို့စုစည်းလိုက်ရင်ကြောက်တယ်လေအခုဒီလိုကရင်နေတက်ကူကိုပဲကြည့်လိုက်လေကိုမခိုင်းစေဘဲနဲ့ကိုကိုကိုကရင်မန်းတီးတဲ့လူကလောက်ကိုလောက်တယ်သူပစံတဲ့သူလောက်တယ်မရှိရင်ရှိတဲ့အိမ်ရတရက်စာအတွက်ကိုတီးတဲ့ဒီနေ့ကအထိမတ်ဖြစ်နေအောင်လောက်တာသူ့မှာဓမင်းရှိတဲ့ဟင်းရှိတဲ့မနက်ပိုင်းချက်မယ်မနက်ဖန်ကရင်နေတက်ကူဖြစ်တဲ့အတွက်ကိုသူကတမှုထူးထူးခြားခြားလောက်တယ်အဲ့ဒါကျမတို့ခိုင်းစရာမလိုအဆုံးသတ်မှာပေါင်းမှာဒါပေမဲ့ဒီလိုကွဲရတဲ့အကြောင်းရင်းက မပေါင်းစီခြင်းလို့ကိုကိုယ်အောင်လုပ်ထားတာဖြစ်တဲ့အတွက်သူလည်းသူ့ကိုယ်သူကရင်မှန်းသိပါတယ်။သူဘလို့ပြန်ပေါင်းမယ်ဆိုလည်းသိပါတယ်။ကော်မတီလည်းဖွဲ့ထားပါတယ်။ဒီကော်မတီကတော့သူတို့ပုံမှန်သူတို့ရဲ့လုပ်ငန်းစဉ်ရှိတယ်။လုပ်ငန်းစဉ်ကသူတို့အာတိုးတက်မှုဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ဟာရှိတာပေါ့နော်။ပြန်ပြီးဆုံးယုံမှုမဖြစ်စရာခုနဆရာမေးတဲ့မေးခွန်းထဲမှာဘာဖြစ်လို့မနိုင်သေးတာဆိုဘာဖြစ်လို့မပေါင်းသေးတာလဲဆိုရင်ကျွန်တော်တို့ခုနဒီထက်ပိုဆုံးယုံသွားသလားဆိုတဲ့ဟာပေါ်မှာကြည်လာရတော့ ဒီလက်နက်ကင်ပေါင်းစည်းရေးမှာကတကယ်ပဲပို့ပြီးတော့တိုးတက်မှုရှိလာသလားအဲရှိလာတယ်ဆိုရင်တော့အာမနက်ဖန်ချက်ချင်းပေါင်းရမယ်လို့ကျမတို့တစ်တော့ကြည့်သူမျိုးစိတ်လောလို့မရအောင်လုံးဝလောလို့မရအောင်သူတို့မှာသူတို့ရှိနေတဲ့ identity ကနေသူတို့ကိုသူတို့ကိုယ်ရင်မှန်းသိတယ်သူတို့ပေါင်းရမယ်အချိန်တန်းသူတို့ပေါင်းကိုပေါင်းမှာမပေါင်းလို့မရအောင်ဘာဖြစ်လဲဆိုတော့စကားလည်းတူတယ်လူမျိုးကလည်းတူနေရာလည်းတူတူပဲဒီမပေါင်းစီခြင်းနဲ့ အဖွဲ့ရဲ့စကားကိုနားထောင်ပြီးပါသွားတဲ့အတွက်ကတော့သူတို့ဒါသူတို့ပြန်ပြီးတော့ analysis လုပ်ပြီးတော့ဘယ်လိုနည်းနဲ့ပါမလဲဆိုတာကျွန်တော်တို့ထပ်ပေါက်ပေးရမယ်ပြီးရင်သူ့ရဲ့ပါဝင်မှုအတိုင်းအတာတကူကလည်းတန်ဖိုးရှိရှိပါဝင်မှုတဲ့လည်းလုပ်ပြရမှာပေါ့နော်တချို့သောအရာတွေကတော့အခုကျွန်တော်တို့တကယ်ဝင်ပြီးလှုပ်လှုပ်ပေးနေတဲ့လူတွေရဲ့ပြီးတော့ဝေဖန်တဲ့လူတွေကြားမှာတော့အမြဲတမ်းကျွန်တော်တို့နိုင်ငံမှာမဟုတ်ပါဘူးတကဘာလုံးမှာလူသားရဲ့လူဖြစ်လို့ရှိရင် အဆိုးနဲ့အကောင်းပါဆိုရင်အဆိုးဘက်ကိုဦးစားပေးချင်တာများတယ်။အာကျမနဲ့ဆရာနဲ့အဆင်ပြေနေအောင်မှကြိုက်ချင်မှကြိုက်မှအဆင်မပြေစကားများအဲအဲ့လိုမျိုးဖြစ်ချင်တဲ့ဟာတွေကများတာပဲလေ။ဒါကြောင့်မို့လို့ဒီဟာကိုတော့အဆုံးသတ်မှာတော့ကျမတို့ကယုံကြည်တယ်ပေါင်းပါ။ဒါပေမဲ့အဲ့ပေါင်းခင်ကာလမှာဒီဟာတိအောင်သူ့နီးလန်းနဲ့လောရမယ်။နီးနာတွေရှိရမယ်။ပြူဟာတွေလည်းရှိရမယ်ပေါ့နော်။ကော်မတီကတော့ပုံမှန်တွေ့ပါတယ်။သူရဲ့တွေ့ရမယ်လုပ်ငန်းစဉ်တိုင်းတွေ့ပါတယ်။အဲ့တော့ဆရာမအနေနဲ့ဒီစကဝိုင်းကနေပေါ့နော်အခု ဒီကနေကရင်လူငယ်တွေဟလာကရင်ကောင်းဆောင်တွေပေါ့နော်အဲကရင်ပြည်သူတွေကိုဗာမားသတင်းစကားပါချင်ပါလေခင်ဗျာဟုတ်ကဲ့အဲသတင်းစကားတော့အခုနှစ်သစ်မှာအားလုံးပေါ့နော်ဟိုခက်ခဲနေတဲ့ကာလာနေမှာမရှိရှိတဲ့အင်အားကိုထုတ်သုံးနေအမြဲတမ်း replus လောက်တယ်ပေါ့နော်ကိုကူပြန်လဲ replus လောက်ပြီးတော့အာတင်းပြီးတော့ကျမတို့နဲ့အတူတကွာရက်တီပြီးတော့ဒီစနစ်ဆိုးကြီးကိုဒီ area ထဲမှာရောဒီနိုင်ငံ area ထဲမှာတောင့်ခံပြီးတော့အတူတကွာနေပေးတယ်ပြီးတော့အတူတကွာ ဟိုအောင်မြင်ဖို့ညှော်လင့်နေကြရပေါ့နော်အဲ့ဒီညှော်လင့်ချက်ကြီးကိုစက်တောက်ခံထားပေးပါကျွန်တော်တို့မှာလေကားထစ်လို့ပဲအပိုင်းလိုက်သွားနေတာဖြစ်ပါတယ်ဒီတစ်ထစ်ပြီးရင်နောက်ထပ်ပြန်မကြရအောင်တော့အာကျွန်တော်တို့အားလုံးတော်လိုင်းရေးခေါင်းဆောင်နေနဲ့အပါဝင်လှုပ်ဆောင်နေတဲ့အဖက်ဖက်ကလှုပ်ဆောင်တဲ့လူတွေကလှုပ်နေကြတယ်။အဲ့ဒီအချိန်မှာအာကျွန်တော်တို့မျှွန်လင့်ချက်တွေကိုမဆုံးရှုံးပါနဲ့ကျွန်တော်တို့ကမတည်ခင်အချိန်အထိလှူတန်ဖို့နဲ့တန်ဖို့ရှိနေသွားမဲ့လူတွေဖြစ်တယ်။ သူများလည်းသူများနိုင်ငံအတွက်သူများတာဝန်လေးကြေကြတယ်လို့ကျွန်မတို့လည်းကျွန်မတို့တိဆောက်ခြင်းနဲ့နိုင်ငံတဲ့ကျွန်တော်တို့ကတာဝန်ကြေကြရမှာဖြစ်တယ်ကျွန်မတို့ဟိုမှာကျွန်မဆိုရင်အခုပြန်ပြီးတော့မျောလင်းတာတော်လိုင်းပြီးွားရင်ကျွန်မတို့ပျော်ရွှင်တဲ့ပျော်ရွှင်မှုကိုကျွန်မတို့အတွက်အသက်ပေးွားတဲ့လူတွေမခံစားမှာဆိုလို့အဲ့ဒီကြမဲ့မျက်ရည်ကကျွန်မအဲ့ပွဲမှာတော့နေနိုင်မှမလားမသိဘူးသူတို့ကလည်းခံစားစေခြင်းနဲ့မြင်စေခြင်းတာသူတို့ကတော့အသက်ပေးလိုက်ရပြီကျွန်မတို့ကတော့တောင့်ခံရင်းနဲ့ ဒီပျော်ရွှင်မှုသူ့ဘာမျှဝေချင်တာပေါ့နော်အဲ့ဒီနေ့ကကျွန်တော်တို့နဲ့အတူရောက်လာမှာပါတိတ်မကြတော့ပါဘူးဘလောက်ပဲမကောင်းတဲ့စနစ်ဆိုပဲဖြစ်ဖြစ်ဘလောက်ပဲကြမ်းတမ်းတဲ့အာအခြေအနေပဲဖြစ်ဖြစ်ပေါ့နော်အမှန်တရားတစ်ခုကိုတော့ဘယ်သူမှလိမ်လို့မရအောင်ဖုံးလို့မရအောင်အဲ့ဒါကကျွန်တော်တို့စနစ်ကောင်းတဲ့ဒီနိုင်ငံကအမြန်ဆုံးတိုးတက်မယ်ပြီးတော့ဒီထက်ပို့ပြီးတော့လေလူငယ်စွမ်းအားရော နောက်နောက်ဒီလိုဒီနိုင်ငံရဲ့စနစ်ဆိုအမားမျိုးဟိုမလုတ်ကြတော့အောင် မလုတ်ကြလောက်အောင်မလုတ်ဖြစ်လောက်အောင်ပေါ့နော်ဒီလူငယ်တွေကဝိုင်းပြီးတော့ထိန်းသွားမယ်လို့လည်းကျွန်မမျှော်လင့်ပါတယ်အဲ့အတွက်လည်းအခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့လူကြီးတွေကလည်းတောင်းခံပေးတယ်လမ်းကိန်းပေးတယ်လူငယ်တွေကလည်းစူးစမ်းပေးတယ်ပေါ့အဲ့တော့ကျွန်မတို့အဖက်ဖက်ကနေတောင်းခံပေးနေတဲ့ပြည်သူပြည်သားတွေပါဝင်ဒီတနိုင်ငံလုံးကတကဘာလုံးမှာရှိတဲ့ပြည်သူပြကျွန်မတို့ရဲ့နှစ်သစ်မှာအာသစ်နဲ့ခွန်သစ်နဲ့ပြီးတော့တကယ့်မျှော်လင့်ချက်ဟိုလုံးဝဟိုမ မိုးတွေကိုမချလိုက်ပါနဲ့ပေါ့နော်ကျွန်တော်တို့အတူတူအောင်ပွဲခံဖို့အတွက်အတူတူကျွန်တော်တို့ဒီစနစ်ကောင်းတစ်ခုမှအသက်ဘလောက်ပဲရှိရှိပြန်ပြီးတော့ငါတို့လှုပ်ဆောင်နိုင်ခဲ့ကြတဲ့အတူတူကတောက်ခံခံကြတဲ့နေ့ကိုအာကျွန်တော်တို့တွေ့ဆုံကြတာဖြစ်တဲ့အတွက်ဆက်ပြီးတော့ဟိုဒီအတိုင်းလေးတောက်ခံပြီးတော့ကြိုးစားပေးကြပါနှစ်သိမ့်မှာစိတ်သိမ့်နဲ့တကယ်ပဲခွန်အားသိမ့်နဲ့ရရှိပါစေလို့ကျွန်မ ဇာနာပြုပါတယ်လို့ကျွန်တော်တို့လည်းကြင်ရင်နှစ်တက်မှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမတဆက်တယ်နောက်တစ်ခုသိကျင်တာကပေါ့နော်အာဒီပေါ့အခုဆိုရင်ဒါ2025ထဲကိုရောက်ပြီပေါ့နိ2020 2025ထဲကိုရောက်ပြီဆိုတော့အဲဒီကျွန်တော်တို့ရှေ့မှာ2024မှာဆိုလဲတိုက်ပွဲတွေအဲဒါမြန်မာနိုင်ငံရဲ့အပြောင်းလဲတွေတချို့လည်းရှိခဲ့တယ်ပေါ့နော်ဒီအာတာချက်အားနေချက်တွေပေါ့အဲ့တော့ဆရာမအနေနဲ့ဒီ2025ထဲမှာအဲမြန်မာနိုင်ငံရဲ့အခင်းအကျင်းကို လှမ်းကြည့်မယ်ပေါ့နော်2025ထဲမှာဖြစ်လာမယ်မြန်မာနိုင်ငံရဲ့အခင်းအကျင်းကိုလှမ်းမြော်ကြည့်မယ်ဆိုရင်2025မှာ9ရဲ့မြန်မာနိုင်ငံရဲ့အခင်းအကျင်းအခြေအနေကိုဆရာမဘလို့မြင်မိလဲအော်21 22ထိအာတအားလှုပ်လှုပ်လှုပ်တာဘလို့လှုပ်မှန်းအောင်မသိဘူးဗဒါဖမ်းရတယ်လို့ပဲเนาะတော်တော်လှုပ်တယ်ဒါဆိုသိလိမ့်မယ်23ကြာတော့နည်းနည်းလေးဟိုအနေထိုင်ဖို့အတွက် तू ကခုနပြောလဲမုံတိုင်းဆိုဥဥချောင်းပေါ့เนาะဒါလဲလာပြီ အစီဆိုအစီသက်သက်အဖတ်ဆိုအဖတ်သက်သက်အရေအရေသက်သက်အနေထိုင်ရတော့24အခုလောက်ကြတော့တော်တော်လေးပေါ်သွားပြီရှင်စာဖတ်တဲ့လူတွေတည်တယ်လေးလာသုံးသက်နေတဲ့လူတွေလည်းတည်တယ်လိမ်လို့မရဘူးရှင်ဘယ်အရာမှလိမ်လို့မရအခုကျမတို့အနည်းဆုံးကိုတခုတည်ကျင်ကိုတောင်မန်မိုတွေမရှိဝီကီမီဒီယာမှာတွားကြည့်တော်တော်များများဒီ BM လို့ဘာမှမွန်တီတာတော့တော်တော်များကျမတို့ကိုနေ့စဉ်နဲ့များစက္ကန့်နဲ့များမှတ်တမ်းနေထားပေးနေတာကြည့်လို့ရအဲ့တော့2025ရဲ့နိုင်ငံရေးကအ အခုကျမတို့ငငယ်တုန်းကចောင်းသားဘွားအចောင်းကနေပြန်ပြောလာဘက်ဆာမှုပွဲဖြေတာအခုကပထမအဆန်းပြီးပြီလို့ပြောလို့ရတယ်ဒုတိယအဆန်းကိုဖြေရတော့ဒုတိယအဆန်းမှာမှပထမအဆန်းနဲ့ဒုတိယအဆန်းဟာပေါင်းမှာအမှတ်ကโอเคပြီးရင်တော့တိတ်မကြဘူးကျမတို့လူငယ်တွေနဲ့အတူတူတကယ်ကောင်းမွန်တဲ့စနစ်ကိုတွားဖို့အတွက်စနစ်ဆိုးကြီးကိုနိုင်တော့မှာအဲအဲ့ဒီအချိန်မှာဆံပွဲလာဘက်ဆံပွဲဖြေနေတဲ့သူတွေပေါ့เนาะကျမတို့သိကြပါတယ် တကယ် analysis ကောင်းတဲ့လူငယ်တွေရောတကယ်စိတ်ရင်းစေနာမှန်တဲ့တိုင်းပြည်ကိုတိဆောက်ခြင်းနဲ့လူငယ်တွေလူကြီးတွေအကုန်လုံးကသိကြတယ်အဲ့ဒီမှာဟိုဟိုခုနကကျွန်မဟိုကျွန်တော်တို့ဖွဲ့စည်းရနေမှာကျွန်တော်တို့ပြောသလိုတကယ်ပဲကိုမှုတဲ့မခိုင်တဲ့လူလဘက်လေးလောက်မအောင်တဲ့လူတွေဟုတ်ကဲ့သွားမှာပါကျွန်တော်တို့နဲ့အတူတကွာဒုက္ခဆင်းရဲခံပြီးတော့တကယ်သေးချင်ခံခိုင်နေရှိနေလူတွေအများကြီးပါလုံးဝနေလို့မရတော့လို့ကိုနဲ့အိမ်ကြီးချင်းမှာခဏသွားနေလို့ရနေပြီးတော့ကိုတကယ်ချစ်တယ်ကျွန်မကမခွာနိုင်ဘူး ကျွန်မဘလို့မှမခွာနိုင်ဘူးဘလို့ပဲဖြစ်နေဖြစ်နေငါတို့ကဒီရေမှာစိုက်တဲ့စဘာရဲ့ထမင်းကိုစားတာဘွတ်ဒီမြေကိုတော့နည်းနည်းတော့တက်စာရှိတဲ့ကွာအ ਨੇ ဆုံးတော့အချိန်တန်လို့ငါတို့အောင်ပွဲကိုပြန်ခံယူတဲ့ခါကျရင်ဒီအကြောင်းလေးကိုတော့အရသာရှိရှိပြောချင်တယ်အဲ့တော့စာမှုပဲဖြစ်နေတဲ့ကာလဖြစ်ပါတယ်သုံးသက်ချက်ကတော့ခုနလိုအခြားသောကျွန်တော်တို့အခုအင်တာဗျူးလဲဆိုရင်နိုင်ငံတကာကြည့်မှာပဲအီယာတွေအကုန်လုံးကြည့်မှာပဲဟုတ်တယ် ဆောင်ဝက်တူတူဖြစ်နေကြတာဆရာခုနမေးသလိုဘာလို့မနိုင်သေးလဲဘာလို့မအောင်သေးလဲအဲအခုမှအဲလဘက်ကနေမှဒုတိယအစမှထက်ကြရင်အဲ့ဒါအဲ့ဒါမှပူဆုံးမယ်အဲ့ဒါမှပူဆုံးမယ်ကျမတို့ကအစင်ကြီးကိုဖြေဖို့အထီကိုစောင့်နေတာလူဖြစ်တော့လာပတ်တိုင်းကတော့ပြောနေလဲရေးမလာဘူးနေရသက်ပုံမားပါကျမတို့ကသူများဒီလိုပဲပြောဒါပေမဲ့ကျမတို့ကလာပတ်တိုင်းအောင်တယ်လာပတ်တိုင်းအောင်တယ်2025လဲအဲ့လိုပါပဲလို့ကျမတို့ကတကယ်တမ်းကိုဘွားရဲ့ဆံပွဲတွေဖြေနေရတယ် နိုင်ငံစနစ်တစ်ခုကောင်းလူငယ်ရဲ့ဖြတ်သန်းမှုဆံပွဲတွေဖြေနေရတယ်လူချင်းနဲ့အတူတူကပူပေါင်းပြီးလှုပ်ဆောင်တဲ့ဆံပွဲတွေဖြေနေရတယ်အခြားပြည်သူပြည်သားနဲ့ဒီနိုင်ငံအတွင်းဒုက္ခဆင်းရဲခံနေတဲ့လူတွေကိုအာကျမတို့အပါဝင်ကရင်ကရင်လူကရင်မျိုးသားအစည်းအုံတကယ်ကိုစားပြုပါတယ်ထွက်သွားတဲ့လူကလူဖြစ်ပါတယ်ကရင်လူကရင်မျိုးသားအစည်းအုံကမထွက်သွားပါဘူးသူရှိတယ်ရှိတဲ့လူနဲ့ဆက်ထိန်းတယ်တာဝန်ပြီးတဲ့လူကတော့တာဝန်နားသွားကြတယ်အသက်ပေးသွားကြတယ်ဒါပေမဲ့ ခုနတော့ဒီစနစ်ကြီးမကောင်းမချင်းကတော့ကျမတို့ကတော့ဒီဆောင်မှုပဲဖြည့်နေရအောင်ပါအဲ့တော့2025ကိုသုံးသပ်ရမယ်ဆိုရင်ခုနပြောတဲ့ဆောင်မှုဘွဲကိုလူတွေလည်းဖြည့်နေရတယ်အဖွဲ့အစည်းတွေလည်းဖြည့်နေရတယ်နိုင်ငံရေးပါတီလည်းဖြည့်နေရရန်သူလည်းဖြည့်နေရတာသူရဲ့သူ့မှာ data ရှိနေသူလို့အားလုံးမှာ data ရှိလေအအမှတ်ဒီပေါင်းကြမှာလေဆိုတော့အဲ့ဒါကိုတော့မမေ့သင့်ပါဘူးလို့ဟိုတိတိကျကျမပြောဘူးဆိုတာကဒီဆောင်မှုဘွဲထဲမှာသူ့ရောကိုယ်ရောအတူတူကဖြည့်နေကြတာပါ အားလုံးသိကြပါတယ်အဲ့လောက်ပဲပြောချင်ပါဟုတ်ကဲ့ဟုတ်ကဲ့ဆရာမအဲ့တော့တကယ်နောက်ဆုံးအနေနဲ့ဆရာမဗာများဖြစ်ဆွဲပြောပြချင်တာရှိပါလေခင်ဗျာဟုတ်ကဲ့ကျမတို့ကအာပြောတာလည်းတော်တော်များသွားပြီနောက်ဆုံးအနေနဲ့ကတော့ကျမတို့ရဲ့အသက်ရှင်ရပ်တည်မှုကိုဟိုဒီနိုင်ငံအတွက်ပေါ့အရန်လိုအပ်နေတာဒီနိုင်ငံကတကယ်ပေးဆက်တဲ့လူနဲ့စနစ်ကောင်းကိုချိန်ပေးလှုပ်ပေးမဲ့ခေါင်းဆောင်လိုချင်နေတာ ီလူကကောင်းခြင်းမကောင်းမဲ့တော်ခြင်းမတော်မဲ့ဒါပေမဲ့စေတနာမှန်နဲ့လှုပ်ပေးခြင်းနဲ့လူအယံလိုအပ်နေတာဒါပေမဲ့အဲ့ဒါတယောက်တည်းမဟုတ်တစုံလုံးအဖက်ဖက်ကတိုင်တူးတဲ့လူလဲလူမဲ့ဟိုအပင်ဆိုင်တဲ့လူလဲလူမဲ့စိုက်ပြိုးတဲ့လူလဲလူမဲ့အင်ဂျင်နီယာလဲလူမဲ့အကုန်အဖက်ဖက်ကလူနေတဲ့နိုင်ငံမှာတကယ်စိတ်ရင်းစေတနာမှန်နဲ့အားလုံးစိတ်နှိပ်ပြီးတာလေအခြေအနေလာပြီးတော့ပေးဆက်လိုက်မယ်ဆိုရင်တော့ကျွန်မထင်တယ်ဒီဒုက္ခကြီးကြကြမခံရတော့ပါဘူးအခုလေဒီစနစ်ဆိုးအတူတူက အာခြေဖြတ်နေကြတာက2021 22 23 24ပြီးွား၄နှစ်ကျော်ပြီဆိုတော့တိပြီဒီထက်လဲကျမတို့ဟိုအာကစားရဆိုဘယ်ရီရိုက်တာနည်းနည်းများများဖြစ်လာလေကြက်သားတက်လာလေလေအကွာနှစ်ကြာလာပြီကြက်သားတက်ပြီမနာလိုက်နဲ့တကယ်ပဲအဲ့ဒီဟာကိုရောက်အောင်သွားချင်ပါတယ်ဒါကြောင့်မို့လို့တကယ်လိုအပ်နေတဲ့နိုင်ငံပါဂုံတိတ်ခါရှိခဲ့တဲ့နိုင်ငံပါ ျမတို့အားလုံးစုပေါင်းပြီးတော့တည်ဆောက်ပြီးတော့တူးချင်းစော်လကောင်အစုဖွဲ့နယ်တော်လကောင်မျိုးချင်းစိတ်နဲ့တော်လကောင်တကယ်ကိုဂုံတိတ်ခါတွေရှိခဲ့တဲ့နိုင်ငံပါအဲ့ဒါကိုပြန်ပြီးတော့ပြန်ဖော်မဲ့အလွာအသီးသီးလူတိုင်းသီးသီးလိုအပ်ပါတယ်ပေါ့အဲ့ဒါကိုတော့ဟိုပြန်လာပြီးတော့ကူချဖို့ရဲလက်ရှိရှိနေတဲ့လူလဲဒီစိတ်လေးနဲ့တောင့်ပြီးတော့တောင့်ခံပြီးကူခဲ့ပေါ့နော်ကျမရဲ့ဒီနောက်ဆုံးဒီနှစ်သက်မှာအဲ့ဒါလေးကိုတော့ဟိုဘလူးခေါ်မလဲအမှတ်တရစကားပြောခဲ့ချင်ပါတယ်ဒီနိုင်ငံတကယ်ကိုအဆက်အသွယ်ရလိုအပ်နေပါတယ်ပေါ့အဲ့အတွက်ဝိုင်းပြီးတော့ ကျမတို့အပေါင်းအလုပ်လောက်ကြဖို့ပေါ့နော်ကျမအဘလို့ခေါ်မလဲဖိတ်မလားကပြုချင်ပါတယ်ဒီစကားနဲ့နှုတ်ခွန်းဆက်ချင်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမအခုလောကျွန်တော်တို့မီဇီမာ TV ကိုအချိန်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရီမန်းချက်တွေလည်းအမြန်ဆုံးအောင်မြင်ပါစေခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်မလည်းဒီမှာလာပြီးတော့ဟိုပျော်ကြားခွင့်လည်းရတယ်ပြီးတော့တကယ်ပဲကျွန်တော်တို့ရဲ့အတွေ့နဲ့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းရဲ့လှုပ်ဆောင်မှုလည်းမိတ်ဆက်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့မီဇီမာကိုလည်း ဒါကတော့ကရင်မျိုးသားအစည်းအရုံး KNU ရဲ့ပညာပေးရေးနဲ့ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီကဆံမနဲ့ကျွန်တော်တို့တွေ့ဆုံမေးမြန်းမှုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့လုပ်တဲ့တွေ့ဆုံမေးမြန်းမှုနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရဲ့အမြင်တွေကိုလည်းဝင်ပြီးတော့မှမှတ်ချက်ရေးပေးခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။အခုလိုစောင့်မျှော်အားပေးကြီးကျူးပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဘေးအန္တရာယ်ကနေကင်းဝေးနိုင်ကြပါစေအထူးသဖြင့်ဆေးရနာရှင်ကက်ဘေးကနေကင်းဝေးနိုင်ကြပါစေနောက်စီစဉ်တွေမှာပြန်ဆုံပါမယ်ကျွန်တော်နောက်နောက်ပါခင်ဗျာ thank you